စကိုင်းတိုင်းကတာခိုင်အလေကြတဲ့အင်တော်မျိုးဟာမန္တလေးရွှေဘုံမြကျနာကာလန်းနဲ့ယထာလမ်းမှဖြတ်တန်းသွားတဲ့မြို့ဖြစ်ပြီးမြောက်ဘက်မှာကချင်ပြည်နယ်မိုးညင်းမြို့နယ်အရှေ့ဘက်မှာကတာမြို့နယ်အဲဒီကနေတဆင့်ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နယ်ဆက်အထိသွားလာလို့ရတဲ့မြို့ဖြစ်ပါတယ် ဒါအပြင်စကိုင်းတိုင်းထဲမှာလည်းအနောက်ဘက်ကိုဗမောက်ဟုံးမလင်းဖောင်းပြင်းမျိုးတွေအပြင်ချင်းပြည်နယ်အထိလည်းသွားလာလို့ရပါတယ်။တောင်ဘက်မှာလည်းအေယာရီမြကန်ဘေးကထိချိုင်းမျိုးအနောက်တောင်ဘက်ဝန်းတိုမျိုးတွေနဲ့ထိဆက်နေတဲ့စကိုင်းတိုင်းထဲကအချက်အခြာကြတဲ့မျိုးတမျိုးဖြစ်ပါတယ်။ဒီလိုလမ်းပန်းဆက်တွယ်ရေးအချက်အခြာကြပြီးစည်ရေးအတွက်လည်းအရေးပါတဲ့အင်တော်မျိုးဟာ2023ခုနှစ်စာအာဏာသိမ်းပြီးနောက်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအားကောင်းလာခဲ့သလို လက်နက်ကင်တော်လိုင်းရေးတိုက်ပွဲစတင်လာတော့လဲအင်တိုက်အားတိုက်ရှိခဲ့တာကြောင့်စစ်ကောင်စီတပ်တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားခဲ့လို့စစ်တလင်းဖြစ်ခဲ့ရတဲ့ဒေသဖြစ်ပါတယ်။အင်တော်မျိုးဟာမြမောက်ကာလာမာရာစီရီအရာအရေးပါတာမဟုတ်ပဲတမိုင်းမှာလည်းနေချက်စစ်တပ်ရဲ့အရေးပါတဲ့တောင်ကုန်းစခန်းတိဆောက်ခဲ့တဲ့မျိုးဖြစ်ပါတယ်။ စစ်ကောင်စီအာဏာမသိမ်းခင်ကအင်းတော်မျိုးမှာစစ်သက်စခန်းကိုမရှိခဲ့ပဲစစ်သားစုဆောင်ရေးတပ်သားရှိခဲ့တဲ့မျိုးဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက်မှာတော့စစ်ကောင်စီတပ်ကအလျင်စလိုပဲဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်မြေအောက်စေယုံကိုမှအထိုင်းချသက်ဆွဲပါတော့တယ်။အဲဒီမြေအောက်စေယုံဟာဒုတိယကမ္ဘာစစ်ကာလကဂျပန်တပ်ရဲ့လျှို့ဝှက်မြေအောက်စေယုံဖြစ်ခဲ့ပြီး World War II Memories ပြတိုက်အဖြစ်2016ခုနှစ်နောက်ပိုင်းတရားဝင်ဖွင့်လှစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဂျပန်လိုင်းကူကုန်းခေါ်ဂျပန်မြေအောက်စေယုံကိုဟာ အင်းတော်မျိုးရဲ့မြောက်ဘက်မှာရှိတဲ့တောင်ကုန်းပေါ်မှာဂျပန်တပ်ကလိုင်ကူတူပြီးနင်အောက်ဆေးရုံကြီးတစ်ခုတိဆောက်ခဲ့တဲ့တောင်ကုန်းနေရာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းတန်ရာရစစ်သားတွေကိုအဲဒီဆေးရုံမှာကုသပေးခဲ့တယ်လို့သိရပါတယ်။ဆေးရုံမှာဆေးတွေအဆုံးရှိတယ်လို့ဆရာဝန်တွေလည်းရှိပြီး အနီးအနားရွာကအမျိုးသမီးတွေကပါတူနာပြုတ်အဖြစ်ကူညီပေးခဲ့ကြတယ်လို့ကြော်ကြော်မြည်ဆန်းရေးတဲ့ Railroad Story စာအုပ်မှာဖတ်ရှုရပါတယ်။အဲ့ဒီလိုဂျပန်စစ်တပ်အတွက်အရေးကြီးတဲ့ဈေးရုံတိဆောက်ခဲ့တဲ့တောင်ကုန်းနေရာမှာ2023ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှာတော့စစ်ကောင်စီကစစ်ခန်းကုန်းအဖြစ်အခိုင်အမာတိဆောက်နေရာချခဲ့တာဖြစ်ပါတယ်။ဂျပန်လိုင်းကူကုန်းမှာစတင်တက်ဆွဲခဲ့စဉ်ကတမရှိရှိလက်အောက်ခံခမာရာ300တင်းနဲ့ခလာရ46တို့စီရေးလှူရှားခဲ့ကြပါပဲ။ 2023ခုနှစ်နှစ်စာပိုင်းကနေတမခွန်ခွန်ကရှေ့တန်းဌာနချုပ်အဖြစ်အင်အား250လောက်နဲ့အထိုင်ချသက်ဆွဲခဲ့တယ်လို့သိရပါဗျ။ရှန်နီအမျိုးသားများတပ်မတော်အစံနေနဲ့ဒီစောထီတွေလည်းစစ်ကောင်စီတပ်နဲ့အတူတက်ဆွဲခဲ့တဲ့စခန်းကုန်းကြီးဖြစ်ပါတယ်။တမခွန်ခွန်ရဲ့ရှေ့တန်းဌာနချုပ်အဖြစ်တက်ဆွဲခဲ့တဲ့အင်ဒိုဂျပန်လိုင်ကူကုန်းကိုပယံဆရာတွေနဲ့လက်သမားဆရာတွေကိုခေါ်ပြီးဘန်ဂါရီနဲ့လိုင်ကူပုံစံအကြအနာတိဆောက်ခဲ့ကြောင်းလည်းသိရပါဗျ။ ဟာဝဇာလက်နက်ကြီးတွေကိုလည်းတည်ယူချခဲ့ပြီးအဲ့ဒီကုန်းပေါ်ကနေဂျေးရွာတွေကိုပစ်ခတ်ခဲ့တယ်လို့ Indo Revolution IR အဖွဲ့ကပြောပါတယ်။စစ်ကောင်စီတပ်နဲ့ Indo မျိုးအုပ်ချုပ်ရေးမှုတွေကလျောင်းတော်မူဖျားကုန်းကိုပြည်သူတွေကိုဝင်ခွင့်တားမြစ်လိုက်ပြီးရေရင်တူးတဲ့အပြင်ခံကြုတ်ဘန်ကာတွေတိဆောက်ကခံစစ်ပင်ခဲ့တယ်လို့လည်းဆိုပါတယ်။ အင်းတို့ဂျပန်လိုင်းကူဂုံးပေါ်မှာတက်ဆွဲနေတဲ့တမခွန်ခွန်ဟာမြို့ရင်းမှာလဲစစ်ဆေးရေးတင်ကြပ်ပြီးတော်လိုင်းရင်းနဲ့ဆက်ဆက်သူမန္တမျာကိုပိုက်စစ်တိုက်ရှောက်ဖွေဖမ်းဆီးထောင်ချခဲ့တာတွေပြုလုပ်ခဲ့တယ်လို့အင်းတို့ Revolution IR အဖွဲ့ကဆိုပါတယ်ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလဲဂျပန်လိုင်းကူဂုံးပေါ်မှာစစ်ဆေးမင်းမြန်ရိုင်းနှက်နှိပ်စက်တပြက်မှုတွေကျူးလွန်ခဲ့တယ်လို့ IR အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ် အဲ့ဒီလိုအကြအနပြင်ဆင်တိဆောက်ထားပြီးပြည်သူအပေါ်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တဲ့အင်တော်မျိုးကိုတိမ်ပိုင်နိုင်ရေးအတွက်တော်လှန်ရေးတပ်ဖွဲ့တွေက2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ကဲစာရွေးအင်တော်မျိုးတိန်တိုက်ပွဲစတင်မှုတလကြော်အလို့ ဇွန်လ29ရက်နေ့မှာအင်ဒိုမျိုးနဲ့ရှမိုင်အကွာကနန့်တာရွာမှာရှိတဲ့စစ်ကောင်စီအထိုင်းစခန်းတစ်ခုကိုအရင်ဦးဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။အင်ဒိုမျိုးတိုင်းတိုက်ပွဲစတင်ခဲ့တဲ့အော်လာ16ရက်နေ့နဲ့19ရက်နေ့မှာပဲ2023ခုနှစ်ကလေးကစပြီးစစ်ကောင်စီစစ်ကောင်စီတပ်စခန်းချတပ်ဆွဲခဲ့တဲ့အင်ဒိုမျိုးရဲ့မြောက်ဘက်နဘာလန်းစုံနဲ့နဘာရွာအထိုင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်အော်လာ24ရက်မှာတော့ ရဲစခန်းထွေအုပ်ယုံနဲ့မြို့တွင်းစစ်ကောင်စီတပ်စခန်းတွေကိုထပ်မံသိမ်းပိုင်နိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေကတော့မိသားတထောင်ကျဲဝန်းပြင်မြို့ရဲ့အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့မြို့မဖုန်ကြီးကျောင်းမှာရှိတဲ့ဖျားကုန်းနဲ့သူတို့အခိုင်အမာခန်းစစ်ပြင်ထားတဲ့ဂျပန်မြေအောက်စေယုံဟောင်းဒေတာအခေါ်ဂျပန်လိုင်းကိုဂုံးပေါ်ကိုဆုတ်ခွာနေရယူသွားခဲ့ပါတယ်။အဆိုပါမြေအောက်စေယုံဂုံးပေါ်မှာပဲအရှိတ်မှာကြာအင်းကုန်းကကင်းစကန်ကွန်မန်ဒိုကုန်း122ဟောက်ဝဇာလက်နက်ကုန်း အလဲမှာတမမူကုံတမမူကုံအရှိမှာ MPD ဆက်တွယ်ရေးကုံပြီးတော့60မမ80မမလိုလက်နက်ကြီးတွေထားတဲ့120ကုံး အီကန်ကုံ၊ညောင်းတော်မူကုံ၊ရက်တော်မူကုံ၊ဖရားရင်ပြင်စီဒီကုံနဲ့မြို့မှာဘုံကြီးချောင်းတွေကိုစခန်းတစ်ခုစီအဖြစ်စကောင်းစီတက်ကအခိုင်းမှာပြင်ဆင်ထားခဲ့ကြအောင်ရှီတန်းရေဘော်တို့ရဲ့ပြောပြချက်အရာသိရပါတယ်။တမမူကုံကိုတော့တောင်ကုန်းနိုင်ကူထဲမှာအခန်း6ခန်းလောက်ထိဖွဲ့စည်းပြီးကွန်ကရစ်တွေနဲ့အခိုင်းမှာတည်ဆောက်ထားတာကြောင့်အရေးကြီးစာရွက်စာတမ်းတွေလည်းထားရှိခဲ့တယ်လို့ရှီတန်းတရင်ရင်မြစ်ရဲ့ပြောပြချက်အရာသိရပါတယ်။ အဲ့ဒီလိုအခိုင်အမာတည်ဆောက်ထားတဲ့တမခုခွန်တမမူထိုင်ထားတဲ့စခန်းကုန်းကြီးကိုအပြစ်ဒဏ်သိမ်းပိုင်နိုင်ရေးအတွက်တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာရှလာနီပါကြာခဲ့တဲ့ထိုးစစ်ကာလအတွင်းတိုက်ပွဲကိုရပ်လိုက်ပြန်ဆလိုက်လို့တာရှစ်ကြိမ်လောက်ရှိခဲ့တယ်လို့ တိမ့်ပိုက်ထားတဲ့ကာကင်စခန်းတွေကိုလည်းပြန်လည်လွတ်ခတ်ရတဲ့အခြေအနေတွေလည်းရှိခဲ့တာဖြစ်ပါတယ်။တော်လန်ရေးတပ်တွေဟာဂျပန်လိုင်းကိုဝုန်းကိုရဖို့ရင်းအမျိုးမျိုးစူးစမ်းခဲ့ကြပါတယ်။ပြီးခဲ့တဲ့မတ်လ၈ရက်နေ့မှာဘဟူကားကိုတန်ချက်ကရေးဆင်ပြီးစစ်တပ်ကုန်းပေါ်ထိုးတက်တိုက်ခိုက်ခဲ့တဲ့နီလန်းတွေလည်းတုံးခဲကြတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကြောင့်ဘဟုပြည့်စည်ခဲ့ရပြီးဘဟုမောင်းတဲ့ PDF ရဲဘော်တယောက်လည်းကြာဆုံးခဲ့ရတယ်လို့သိရပါဗျ မတ်လ15ရက်နေ့မှာတော့ခမာရာ106 309နဲ့ခလာယာ6တယင်းတွေရဲ့ပူပေါင်းအင်အား150လောက်နဲ့ကတာမျိုးကနေအင်းတော်မျိုးဘက်ကိုဥတီလာတဲ့စစ်ကူစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကခြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား30ကျော်တေဆုံးပြီး31ယောက်တုံ့ပြန်အဖြစ်ဖမ်းဆီးခံခဲ့ရပါသေးတယ်စစ်ကောင်စီစစ်ကြောင်းကတော့စစ်ကူပို့တာမအောင်မြင်မဲကတာဘက်ကိုကစင့်ကလျာနောက်ဆုတ်ထွက်ပြေးသွားခဲ့ရတယ်လို့စီရေးတရင်ရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါဗျာ တမခုံခုံကအင်းတော်စစ်တပ်ကုန်းကိုခိုင်ခိုင်မာမာတိစောက်ထားပေမဲ့ဧပြီလ9ရက်နေ့မှာတော့တမမှုဘုံမှုကျော်အောင်တပ်အိုအပါအဝင်စစ်ကောင်စီတပ်သား180လောက်ဟာကတာဘက်ကိုဆုတ်ခွာသွားခဲ့ရပြီးဂျပန်အလိုင်းဟူကုန်းခေါ်အင်းတော်စစ်တပ်ကုန်းကိုတလန်ရေးပူပေါင်းတပ်တွေကအပြည့်အဝသိမ်းပါရရှိခဲ့တာဖြစ်ပါတယ်။ကတာဘက်ကိုဆုတ်ခွာသွားခဲ့တဲ့ တမခွန်ခွန်တမမှုနဲ့စစ်ကောင်စီတပ်သားတွေဟာဧပြီလ10ရက်နေ့မှာပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့သိခဲ့ရပါတယ်။တမိုင်းဝင်ဂျပန်လိုင်ကိုကုန်းမှာအကြအနာစစ်ခံတီဆောက်ပြီးတပ်ဆွဲခဲ့တဲ့တမခွန်ခွန်ကိုအပြီးသက်သိမ်းပိုက်နိုင်ခဲ့တဲ့အင်ဒိုမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကအခုလိုထုတ်ပြန်ခဲ့ပါတယ်။အင်ဒိုမျိုးသိန်းစစ်စင်ရေးဒီရေရှည်တိုက်ပွဲတစ်ခုဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့်စစ်ကိုမရရှိခြင်း၊မြေပြင်မှာလက်နက်ရိက္ခါထောက်ပို့ဆောင်ရွက်မှုမရရှိခြင်း၊တိုက်ခိုက်တိုက်ဆုံများပြားခြင်း င်းတို့ကြောင့်တော်လန်ရေးတပ်ဖွဲ့များ၏ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ပဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုင်းကမှတမမှုဦးဆောင်သောအဖွဲ့တည်းဧပြီလ9ရက်ည9နာရီခန့်တွင်စခန်းဆွလွတ်ဆုတ်ခွာသွားခြင်းဖြစ်သည်လို့ထုတ်ပြန်ခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရှလနေပါထိုးစစ်စင်ပြီးနောက်တင်ပါရရှိခဲ့တဲ့အင်းတော်မျိုးတင်တိုက်ပွဲအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကအယောက်90ဝန်းကျင်ကြာဆုံးခဲ့ရတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဒေတာစီရေးလေးလာသုံးသက်သူတို့ကတော့လွန်ခဲ့တဲ့နှစ်နှစ်ကျော်လုံးကတမခုံခုံကကတာခိုင်ခွင်ထဲကိုအင်းအား600လောက်နဲ့တမမှုအပါမိဖြူဟာစစ်စင်ရေးကိုကဲမှုအဖွဲ့နာဘာဟာနှစ်ခုနဲ့စစ်ကြောင်းထိုးဝင်ခဲ့တယ်။အင်းတော်မှာရှီတန်းတမဌာနချုပ်ဖွင့်ပြီးကုကဲတယ်။ ကတာကောလင်းခရိုင်နှစ်ခုကိုထိန်းထားနိုင်မှုကြိုးစားတယ်။အခုနှစ်နှစ်ကျော်ကာလမှာတမခွန်ခွန်ရှေ့တန်းဌာနချုပ်တခုလုံးနဲ့တမမူဘွားပြည်သူ့ကာကွယ်ရေးတပ်မတော်ကတိမ့်ပိုင်လိုက်နိုင်ခဲ့တယ်။အချိန်နှစ်နှစ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တိုက်ခိုက်မှုဆွမ်းရည်တိုးတက်လာမှုကအတိုင်းတာတစ်ခုထိရောက်ခဲ့ပြီလို့ဆိုရမှာပဲ။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒီထက်ပိုအောင်မြင်ပါစေလို့မှတ်ချက်ပြုလိုက်ပါတယ်။